အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football live ရဲ့အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုလိုက်ပါလေအဲ့တော့ကျွန်တော်ဒါအခုမှပဲဒါကျွန်တော်တို့တည်တည်ချာချာအဲ့ကျွန်တော်ဗီဒီယိုလေးပြင်ရမှာပေါ့နော်အဲ့တော့အိမ်မှာလေကျွန်တော်ဒါအခုမှဒါကျွန်တော်မတိတ်ပေါ့ဒါတေချာအခုမှပဲပြန်နားရတယ်လို့ပဲပြောရမှာပေါ့နော်ဒါအခုမှပဲဒါကျွန်တော်ဒါကျွန်တော်ဗီဒီယိုမနက်ခင်းဗီဒီယိုရိုက်တင်ပေးတာနည်းနည်းနောက်ကျနေတယ်အဲ့တော့ အေးကြီးတာတော့ကျွန်တော်တင်ပြဖို့ပဲမလားဆိုပြီးတော့ပြောဖို့ပဲမယ်အဲထားပါ election မှာဒါကျွန်တော်ဒီမနက်ပိုင်းအစောဆုံးသတင်းတွေမှာအစောပိုင်းသတင်းတွေမှာဒါကျွန်တော် Manchester United သတင်းတွေနဲ့ဖွင့်ခြင်းနဲ့အဲ့တော့ဒီနေ့တော့သတင်းလေးတွေနဲ့အတူစပါမယ်နော်ဒါပွဲချင်းသုံးသပ်ချက်တွေမလာခဲ့အဲ့တော့ Manchester United အသင်းရဲ့လက်ရှိဒါကျွန်တော်အငှားနဲ့ထွက်ကစားနေတဲ့တိုက်စင်မှုတယောက်ဖြစ်တဲ့ Marcus Rashford ကိုတော့ဒါ Barcelona အသင်းကတော့ဒီစတင်ပြီးတော့ဝယ်ယူဖို့အတွက်စကားတွေစပြောနေပြီလို့သိရတယ်။လက်ရှိမှာဒါ Manchester United အသင်းနဲ့ဒါ Barcelona အသင်းချုပ်ထားတဲ့စာချုပ်ခင်းမှာကိုယ်တိုင်ကဒါကျွန်တော်တို့ချိန်နှစ်တန်ရဲ့ဝယ်ယူပိုင်ခွင့်ဆိုတဲ့အချက်ကပါဝင်ပြီးသားဖြစ်တဲ့အတွက်ကြောင့်မလို့သူတို့နေအခုချိန်မှာဘာကြောင့်အတိအကျဆွေးနွေးနေလဲဆိုတဲ့ပုံစံမျိုးကိုပဲမေးရမယ်နေမှာပါတယ်။ ်အဖြေကရှင်းပါတယ်ဒါကျွန်တော်လက်ရှိမှာဘာစနာအသင်းရဲ့ဒါကျွန်တော်တို့ငွေကြီးဘတ်ဂျက်အခြေအနေမို့လို့ဒါဘာစနာအသင်းရဲ့ market ratio ကိုလည်းဒါသူများတွေစီလက်မလွတ်ချင်တာကော ဒီနေရာမှာဒါကြောင့် ratio ကိုတိုင်ကလည်းကောင်းပါတယ်တခုကဒါသူ grand နဲ့ barcelona အသင်းမှာပြောတယ်ပပူလောလောပွဲအောက်ချင်းနဲ့ပွဲစဉ်မှာ market ratio ကိုတိုင်ကလည်း mvp ရခဲ့တဲ့အတွက်ကြောင့်မလို့ market ratio က manchester united က barcelona အသင်းတော်တော်လေးကိုတန်ဖိုးရှိတဲ့ကစားသမားတစ်ယောက်အနေနဲ့သူတို့အနေနဲ့ဒါကျွန်တော်တို့ quality တစ်ယောက်အနေနဲ့တန်ဖိုးထားတယ်လို့ပြောလို့ရတယ်ဒီမှာပါပါတယ်အဲ့တော့မိတို့ပင်စူစီကမှု market ratio အနေနဲ့ကောဘာဒီဘလူးလုံနေလဲဘာဒီဘလူးဖြစ်နေလဲဆိုတဲ့ပုံစံမျိုးကိုနည်းနည်းပြောအောင် market ratio ကလက်ရှိမှာဒါကျွန်တော်တို့လစာအရ manchester united ကဒါတစ်စီးတစ်သားအနေနဲ့အခုချိန်ထိပေးနေရတယ်လို့သိရတယ်မှာပါ များကြီးတော့မဟုတ်ပေမဲ့20ရာခိုင်နှုန်း25ရာခိုင်နှုန်းလောက်ပြီးနေရတဲ့ဖြစ်တယ်။လက်ရှိမှာ market ratio က double color ဆိုတာ3သိန်းနဲ့3သိန်းနဲ့15000လောက်ရှိပြီးတော့ Barcelona ဒါကျွန်တော်တို့ အခြေအနေနဲ့ပြန်တွက်မယ်ဆိုရင်တော့ယူရို၄သိန်းသာကတ်တဲ့အနေထားမှာရှိတယ်။ဒါဟာဘာစလုနာအသင်းရဲ့လက်ရှိဒါကျွန်တော်လုခအများစားလုခလက်စားအများဆုံးသောကစားသမားရဲ့တယောက်ဖြစ်တဲ့အတွက်ကြောင့်ဘာစလုနာအသင်းအနေနဲ့အကယ်၍ဒါရက်ရှ်ဖို့ကတော့ကျွန်တော်ဘာစလုနာအသင်းမှာအပြီးနေမယ်ဆိုရင်တော့မှကစားသမားဘက်ကနေပြီးတော့လုခလက်စားလက်ရှိရနေရလုခလက်စားတဲ့25ရာခိုင်နှုန်းနဲ့28ရာခိုင်နှုန်းလောက်လက်ရှိမှာရှော့ယူပေးဖို့အတွက်တော့လုံစေအဲ့တော့ပြောချင်တာဒါကျွန်တော်တို့ယူရိုနဲ့တွက်မယ်ဆိုရင်တော့ယူရို2သိန်းခွဲလောက်ယူရို2သိန်း6000လောက်ထိသူတို့စဉ်းစားခြင်းနဲ့ပေါင်2သိန်းလောက်ထိသူတို့အနေနဲ့စဉ်းစားခြင်းနဲ့သဘောမှရှိတယ်။မာကရိုရှုကလက်ရှိမှာသူ့အနေနဲ့ငွေကြီးဆိုတာတဲ့သူကဒ ဲ့ကျွန်တော်တို့ပါဆိုနာအသင်းမှာပျော်ပျော်နေတဲ့အတွက်ကြောင့်သူ့အနေနဲ့ဒီလုခလာစာကိုသူ့အနေနဲ့ဆင်ပေးသွားဖို့ရှိတယ်။ဒါပုံမှန်လင်းပြောမှာမန်ချက်စတာယူနိုက်တက်အသင်းမှာခရေကသူ့အနေနဲ့ဒီလာစာကိုသူ့ကိုယ်တိုင်တောင်းဆိုခဲ့တာမဟုတ်ဘဲနဲ့ယူနိုက်တက်အသင်းကိုယ်တိုင်ကရက်ရှုအသင်းကထွက်မှာဆိုတဲ့အတွက်ကြောင့်ဒီလိုမျိုးဒါဂလီဇာမိသားစုဘက်ကတိုးပေးခဲ့တာဖြစ်တဲ့အတွက်ကြောင့်မလို့ရက်ရှုအနေနဲ့ဒီလာစာကသူ့မှတ်တဲ့လာစာတကူတော့ဟုတ်မနေဘူးလို့ပြောလို့ရတယ်မှာပါတယ်။အဲ့တော့ ောချင်တာလက်ရှိမှာရှင်းပါတယ်ရက်ရှိုဘက်ကတော့ကျွန်တော်တို့လက်ရှိဘာစနာတင်မှာရည်ရှင်နေရမယ်ဆိုရင်တော့လောက်ခလာစားအများကြီးရှော့ယူပေးမယ်တစ်ဘက်က Manchester United တင်ကလေးရက်ရှိုကိုအသင်းစီကိုပြန်ခေါ်ဖို့အတွက်ဘလူးမှာဒါကျွန်တော်တို့စဉ်းစားခြင်းမရှိတော့ရက်ရှိုကတော့ကျွန်တော် Manchester United အသင်းနဲ့တစ်ခါလုံးဝပြီးခံသွားပြီလို့သူတို့ဘက်ကနေပြီးတော့ကျွန်တော်မှတ်ယူထားရတယ်မှာပါပါတယ်ဘာစနာတင်ဘက်ကလက်ရှိမှာအဓိကဒါပြောဖို့လိုတာကသူတို့အနေနဲ့ဈေးစကားပြောဖို့ပဲလိုတာဖြစ်ပါတယ်ဒါလက်ရှိမှာဘာစနာတင်နဲ့ဒါ Manchester United အသင်းတို့က market ratio အပိတ်အဝယ်ယူဖို့အတွက်လက်ရှိစာချုပ်ပါအချက်လက်ထိတဲ့ပို့ပြီးဈေးနည်းနည်းလေးနင်းနိုင်တဲ့ဒါကျွန်တော်တို့ ူအချင်းတွေကိုဘာစနာတင်ကတရားဝင်စကားပြောနေပြီလို့သိရတယ်မှာပါတယ်အဲ့တော့ကစားသမားကလည်းအသင်းမှာနေခြင်းတဲ့ကြောင့်ဒါကြီးကတိတ်ပြီးအထူးဆန်းဖြစ်ဘူးလောက်ကလာစားကဒါကျွန်တော်ဘာစနာတင်နဲ့ဒါကျွန်တော် ratio နဲ့ပြီးတော့မှ AC ညှိလို့ရတယ်လို့သူတို့ဘက်ကခံယူထားတယ်အဲ့တော့အဓိကဒါ United နဲ့ဒါကျွန်တော်တို့ market ratio ကို united နဲ့ဒါ barcelona ကြားထဲက market ratio ကိုအပြီးတိုင်ခေါ်ယူမဲ့ဈေးတစ်ခုကိုဒါ finalize ညှိနေတာဖြစ်တယ်။ barcelona ဘက်ကလက်ရှိမှာဒီကစားသမားအတွက်ပေါင်တန်30နဲ့35တန် ပတ်ချာလဲဝင်ငွေကြပဲပေးခြင်းတော့မှရှိတယ်။တိတိလောက်ကိုပြောရမယ်ဆိုတော့ united တင်ကအပြီးပိုင်ခေါ်ယူခွင့်မှာ45တန်လား40လားမသိအဲ့ဒါနဲ့ဒါချုပ်ထားတာတွေ့ရမှတ်မဲ့ရတာကျွန်တော်တို့အာ aston villa တုန်းကပုံစံမျိုးတိုင်းမှာတိတ်တော့မကွာချားဘူး။နော် barcelona အသင်းကဒီလောက်တော့မပေးနိုင်သေးဘူး။ sorry euro 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 35တန်နဲ့ euro 30နဲ့ကြာသူတို့နေပေးခြင်းပေါင်နဲ့တော့မဆိုပေါင်25တန်နဲ့ပေါင်25တန်ပတ်ချာလဲဝင်ငွေကြပဲသူတို့နေပေးခြင်းတော့ပေါ့။အဲ့တော့ united က ဒါကိုလက်မခံခံပြန်တော့ကြည့်ရမယ်ဒါပေမဲ့ကံကောင်းတာတစ်ခုကဒါနဲ့နည်းနည်းလေးဆက်ဆက်ပြီးပြောရမယ်ဆို United အသင်းကဒီတိုင်းဆိုရင်တော့လာမယ့်ဆောင်းရာသီအတွင်းမှာကိုယ်တိုင်က white land ကိုအပြီးသက်ဒါကျွန်တော်ရောင်းချမှုကို rushway ရဲ့အပြီးသက်ရောင်းချမှုကိုတခါတည်းဒီချိန်နဲ့ဖြစ်သွားနိုင်တယ်လို့ပြောလို့ရတယ်မှာပါတယ်ဒါ white land ကိုလည်းလက်ရှိမှာဒါ Napoli ဘက်ကနေအပြီးသက်ဝယ်ယူဖို့တခါတည်းပြင်ဆင်နေတာဖြစ်ပြီးတော့ Antonio Conte ကိုယ်တိုင်က white land ကိုတော်တော်လေးကိုသဘောကျနှက်သက်တဲ့အတွက်ကြောင့်မလို့သူတို့အနေနဲ့ဒါကျွန်တော် ဒီလက်ရှိဆောင်းရသည်မှာပဲတခါတည်းဝယ်ယူဖို့ပြင်ဆင်လာခဲ့တယ်။လက်ရှိမှာတော့ကျွန်တော်တီးလောက်ကိုပြောရမယ်ဆိုရင်တော့ဒါကျွန်တော်အပိသက်ဝယ်ယူပိုင်ကမှယူရို55ဒန်လာမသိဘူး။ဘောနောသူတို့ဒါထည့်ချုပ်ထားတယ်။နပိုလီဘက်ကတော့ယူရို30နဲ့45ပတ်ချာလေးဝင်းကျင်ကြတော့ဈေးစစ်သွားဖို့ရှိပြီးတော့သူတို့အနေနဲ့ဒီကစားသမားကိုဒီနှစ်ဒါကျွန်တော်တို့ဆောင်းရသည်အတွင်းမှာပဲခေါ်ယူသွားဖို့အတွက်သူတို့အနေနဲ့ပြင်ဆင်လာခဲ့တယ်လို့သိရ။အဲ့တော့ United တင်းကအနည်းဆုံးမရဘူးဆိုရင်ဒီကစားသမား2ယောက်ရောင်းချင်းကနေရောယူရို80အောက်ထက်လောက်ရဖို့အတွက်ပြင်ဆင်လာခဲ့ပြီးတော့ဒီငွေကြေးကိုလည်းဆောင်းရသည်မှာ United အသင်းနဲ့ဒရိတ်တေသားအနေနဲ့သုံးသွားဖို့အတွက်ပြင်ဆင်လာခဲ့တယ်ဆိုတဲ့တတင်းတွေတောက်လျှောက် ောက်ထွက်ပေါ်လာခဲ့တာဖြစ်တယ်အဲ့တော့ United အသင်းကဒီဆောင်းရာသီမှာထောအောင်မှာပေါ့နော်ကျွန်တော်ကျွန်တော်ပတ်စံရအောင်မလို့ပြောလို့ရရတယ်မှာပါအဲ့တော့ဒီ United အသင်းနဲ့ဒီလက်ရှိပတ်စံကိုဘယ်နေရာမှာသုံးမလဲဆိုတဲ့သတင်းကိုတော့ကျွန်တော်နည်းနည်းလေးစာပြီးပြောခြင်းတယ်။ United အသင်းနေအခုလက်ရှိမှာဒါကျွန်တော်တို့ ပထမဥစ္စာကကျွန်တော်တို့အဲပတ်စံပေးပြီးခေါ်ယူတာမဟုတ်ဘဲနဲ့အလွတ်နဲ့ခေါ်ယူဖို့အတွက်စူးစမ်းနေတဲ့ဥစ္စာတစ်ခုရှိတယ်။အဲ့ဒါကဘာလဲဆိုတော့လက်ရှိတော့ Crystal Palace ရဲ့နောက်ခံကစားသမားလက်ရှိမှာ Harry Maguire အသင်းမှာဆက်နေပေမဲ့ဒါကျွန်တော်တို့ Ruben Amorim နဲ့ Lamine ဒါကျွန်တော်တို့အာရာသီမှာဒါဥရောပဝင်ငွေရဖို့အတွက်ရာခိုင်နှုန်းတွေများနေတဲ့အသင်းသင်းဖြစ်တဲ့အတွက်ကြောင့်မလို့သူတို့အနေနဲ့ဒါကျွန်တော်တို့ ခန်းစစ်ကစားသမား3ဘတ်ဆိုတော့ကျွန်တော်ခန်းစစ်ကစားသမားတစ်ယောက်ပို့ပြီးတော့လိုအပ်တယ်လို့မြင်တယ်။မကာကြီးက Manchester United အသင်းရဲ့ perfect replacement တစ်ခုလို့ဖြစ်နိုင်တယ်လို့သူတို့အနေနဲ့ယုံကြည်ရတယ်မှာပါတယ်။မကာကြီးကိုယ်တိုင်ကလက်ရှိမှာဒါအလွတ်နဲ့ Manchester United အသင်းပြိတက်တယ်။ sorry ပါ။ဟောဖန်ကလည်းနည်းနည်းကြောက်လို့အဲ့တော့ လက်ရှိမှာလည်းကျွန်တော်မက္ကာကြီးအကိုရတာကျွန်တော်တို့ United ပြိတ္တတီကိုယ်တိုင်ကလည်းသဘောကျနှစ်သက်တယ်မက္ကာကြီးကိုယ်တိုင်ကလက်ရှိမှာ Crystal Palace နဲ့စာချုပ်သက်တမ်းတရားဝင်မတိုးဘူးလို့ announce လုပ်ထားခဲ့တဲ့အတွက်ကြောင့်မလို့သူအနေနဲ့စာချုပ်သက်တမ်းတိုးဖို့အတွက်တော့လုံးဝလုံးဝအစီအစဉ်မရှိဘူးလို့တရားရတဲ့မှာပါပါတယ်အဲ့တော့လက်ရှိမှာ Body Blue ဖြစ်သွားမလဲဒါကလည်းလေးရောစိတ်ဝင်စားဖို့ကောင်းတယ်မက္ကာကြီးကိုလက်ရှိမှာဒါစိတ်ဝင်စားနေတဲ့ club တွေမှာအများကြီးပါအများကြီးမှာအများကြီးရှိနေတဲ့နေရာမှာပါပါတယ်အဲ့တော့လက်ရှိမှာမက္ကာကြီးကိုဒါကျွန်တော် Liverpool အသင်းကဒါကျွန်တော်ခေါ်ယူဖို့လည်းတရားဝင်ကြိုးစားခဲ့တဲ့နေရာမှာပါတယ်အကုန်လုံးတီးကြတယ်မှာဒါတချို့အသင်းလည်းတရားဝင်ကြိုးစားအဲ့တော့ မကယိုမန်ချက်စတာယူနိုက်တက်ကအလွတ်နဲ့ခေါ်ယူဖို့အတွက်အဓိကကြိုးစားခြင်းတဲ့သဘောမှာရှိတယ်။အဲ့ဒါကျွန်တော်တို့သူတို့နဲ့လာမဲ့နွေရာဒီအတွက်မန်ချက်စတာယူနိုက်တက်အသင်းအတွက်ဒါခံစစ်နေရမှာမကယိုကိုမန်ချက်စတာယူနိုက်တက်ကစဉ်းစားနေရဆိုတော့ပြောလို့ရတာအလွတ်ပေါ့နော်။အဲယူနိုက်တက်အသင်းကခုလက်ရှိဒီနှစ်ဒါကျွန်တော်တို့စောင်းရာဒီအပြောင်းအရွှေ့မှာကွင်းလေပိုင်းအတွက်ခေါ်ယူသွားဖို့အတွက်လက်ရှိမှာစိတ်ဝင်စားနေတာကတော့ဒါမန်ချက်စတာဗာလေ လိုက်လီရဲ့ပြင်သစ်ကွင်းလေကစားသမားဖြစ်တဲ့အယူဘူဒေးဆိုတဲ့ဒါကျွန်တော်ကစားသမားကို United အသင်းကစိတ်ဝင်စားနေတော့သိရတယ်မှာပါတယ်အခုလက်ရှိမှာဒီကစားသမားကအသက်16နှစ်အရွယ်သားရှိပြီးအခုလက်ရှိမှာဒါကျွန်တော်တို့လူငယ်တာကျွန်တော်တနစ်တာလူငယ်အကောင်းဆုံးကစားသမားစုရဲ့နံပါတ်9နေရာမှာတော့မှပြီးဆုံးသွားခဲ့တဲ့အနေအထားတစ်ခုမှာဒီကစားသမားကို Manchester United အသင်းကဒီနှစ်ဆောင်းဝါးဒီမှာအကယ်၍ခုနှစ်ယောက်ကိုရောင်းရရခဲ့မယ်ဆိုရင်တော့အဲ့ဒီ budget နဲ့အဲ့ဒီကွင်းလေကစားသမားကိုခေါ်ယူခြင်းတဲ့သဘောမှရှိတယ် United အသင်းနဲ့အခုလက်ရှိမှာဒါကျွန်တော် Kobe Mainu ကိုလည်းလာမဲ့ဆောင်းဝါးဒီအတွင်းမှာသုံးရှုံးဝဘူးတော့တစ်ပြေးနဲ့တစ်ပြေးရာခိုင်နှုန်းတွေများလာတယ် ဆိုတော့ကိုဝီမိုင်းတို့ကိုလက်ရှိမှာဘူဝါဒင်းဆိုတဲ့ကျွန်တော်တို့ပြင်သစ်ခြားတိတ်နဲ့အစာထိုးဖို့တဖြည်းဖြည်းပြင်ဆင်လာခဲ့ပြီဖြစ်တယ်။အဒီကစားသမားကိုလက်ရှိမှာလိုင်လီဘက်ကတော့ယူရို35သန်းနဲ့40ကျားသိသတ်မှတ်ထားတာဖြစ်ပြီးတော့ယူနိုက်တက်ကတော့လက်ရှိမှာဒီကစားသမားကိုခေါ်ယူမယ်ဆိုရင်တော့ယူရိုတန်30ပတ်ချလဲဝင်ကျင်ကြအုံပြုတ်သွားနိုင်ပွဲရှိတယ်ရေးသားထားခဲ့တွေ့ရမယ်။ယူနိုက်တက်ကလက်ရှိမှာသူတို့ရဲ့စကောက်တင်တွေကဒါကျွန်တော်တို့ဒီလိုင်လီဘွဲတွေတောက်လျှောက်သွားကြည်စီလို့ပြီးတော့ဒီပြိုင်ပွဲနဲ့ပတ်သက်မှုဒီကစားသမားနဲ့ပတ်သက်ပြီးကောင်းမွန်တဲ့ recommendation တွေရထားတဲ့ဆိုတဲ့သတင်းတွေလည်းတောက်လျှောက်ထွက်ပေါ်နေခဲ့တာကိုတွေ့ရမယ်တဲ့မှာပါ။အဲ့တော့မြီတို့ပင်စူစီကမူ ဒါကလက်ရှိအနေအထားနောက်ဆုံးသွားနေတဲ့ပုံစံဒီအရာဆိုရင်တော့ United အသင်းအနေနဲ့ဒါကြောင့်ကွင်းလယ်ပိုင်းကဒီနေ့ဆောင်းရသည်မှာခရက်ကတခါတည်းဖြည့်တင်းတော့ဘူးလို့ပြင်ဆင်လာခဲ့ပြီဖြစ်တယ်အဲ့တော့ United နဲ့ဒီလက်ရှိဆောင်းရသည်မှာပြင်ဆင်မှာမှန်မဲ့တကယ်ကိုအကြီးစားပြင်ဆင်မှုထပ်ပြီးလှုပ်ဖို့အတွက်ကြိုးစားမှာကတော့လာမယ့်နေရာဒီပဲ United အသင်းနဲ့အခုလက်ရှိမှာကွင်းလယ်ပိုင်းမှာနံပါတ်3ပေါ်တော့နံပါတ် နံပါတ်8 says ပါ hybrid road အတွက်အခုလက်ရှိမှာဒါပြင်ဆင်နေတာက2ယောက်ရှိလာခဲ့ပြီဆိုပြီးရေးသားထားခဲ့တာထပ်ပြီးတွေ့လာခဲ့ပြန်တယ်။အဲ့ဒါက Angelo Stella နဲ့ Carlos Baleba ။ Adam Wardan ကို United အသင်းကတော်တော်လေးကိုသဘောကျပေမဲ့ Crystal Palace က Comesi ကို United ကပေးချေလူချင်းစိတ်မရှိရတဲ့ကြောင့်မို့ဒီကစားသမားကိုလက်ရှိမှာ out of bound တယောက်အနေနဲ့သတ်မှတ်ထားတဲ့လူတွေသိရတဲ့မှာပါပါတယ်။ Manchester United အသင်းကအခုလက်ရှိမှာဒါကျွန်တော် Angelo Stella နဲ့ဒါကျွန်တော် Carlos Baleba ကိုခေါ်ယူဖို့တော့ပြင်ဆင်လာခဲ့တယ်။ဒါကျွန်တော် Carlos Baleba ကိုတော့ Manchester United အသင်းကလာမယ့်နွေရာသီမှာပေါင်သန်း80ပတ်ချာလဲဝင်ကျင်ကြတဲ့ရနိုင်လူသူတွေနဲ့သတ်မှတ် ထားတယ်။အကေကာလို့စ်ဘာလဲသားမလာဘူးဆိုရင်လက်ရှိမှာစတူဂဲကွင်းလက်စားဖြစ်တဲ့အန်ဂျယ်လိုစတေလာကိုယူနိုက်တက်ဘက်ကနေပြီးတော့ယူရို350နဲ့အတန်း60ပေါင်50ပတ်ချာလဲဝင်ကျင်ကြားလောင်းနဲ့ရရှိနိုင်မယ်လို့သူတို့ဘက်ကတီးပြီးတော့တော်တော်လေးကို confident ရှိနေတာဦးတော့တွေ့ရမယ်တဲ့မှာပါပါတယ်။အဲ့တော့မီတို့ပင်စူစီကမူဒါနဲ့ပတ်သက်ပြီးပြန်ကြည့်မယ်ဆိုရင်တော့ Manchester United အသင်းကဒီနှစ်ဆောင်းဝါဒီမှာလဲအလုတ်ရှုပ်အောင်မယ်နေထားမှာရှိပါတယ်။ဒါကျွန်တော်ဒီနှစ်ဆောင်းဝါဒီမှာဘယ်လောက်ထိအလုတ်ရှုပ်အောင်မယ်ဆိုတော့ကျွန်တော်ချက်တော့ဒါခင်ဗျားနဲ့အတူတူကြည့်ရမယ်သဘောမှာရှိပါတယ်။ လောက်ပါပဲဘလုံးမဲ့ကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ youth sport media 3.0နဲ့ tv4 တို့မှာကျင်းလူဆာအပေါင်းကိုကြည့်လို့ရပါတယ်များများလေးလည်းကလစ်ဖို့မမိကြပါနဲ့ဗျအောက်က comment နေတယ်မှာလေး youth sport media 3.0နဲ့ tv4 တို့မှာကျင်းလူဆာအပေါင်းကိုကြည့်လို့ရပါတယ်များများလေးလည်းကလစ်ဖို့မမိကြပါနဲ့အုံးဗျများများကလစ်မှာများများနိုင်ဖြစ်ပါတယ်အားလုံးမကြိုတူပါဗျကောင်းမွန်တော့နေနေဖြစ်ပါစို့စုမုံကောင်းတောင်းပြီးနေပဲကျွန်တော်တို့တွေနောက်မှာပဲအေးစစ်စစ်တွေ့ကြတာပေါ့အားလုံးမကြိုတူပါဗျများများလေးကလစ်ပေးကြပါဗျများများကလစ်မှာများများနိုင်မှာဖြစ်ပါတယ်တေးပါဗျ